ီတို့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ရဲ့အမိဟာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရအမတ်လောင်းဆိုင်ရင်မှာပါဝင်လာခြင်းမရှိဘူးလို့သိရှိရပါတယ်။ကိုဆက်လက်လောင်းရေချင်းပြတ်ယွန်းတဲ့အတွက်ဒေါ်တက်တက်ခိုင်ရွေးကောက်ပွဲရွေးကောက်ပွဲမရဘူးဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာအမတ်လောင်းဆိုင်ရင်မှာဒူမရဲ့နာမည်မပါလာတာဖြစ်ပါတယ်။ဒေါ်တက်တက်ခိုင်အပါဝင် PPP ထိပ်ပိုင်းခေါင်းဆောင်လေးကိုဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမရှိဘူးလို့သိရပါတယ် ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းကနိုင်တူအကုံယူအမှတ်နှစ်အမျိုးသားလွတ်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်မယ်လို့ကနအူးကပြောထားခဲ့ပေမယ့်ရန်ကုန်တိုင်းရဲ့တခြားလွတ်တော်မဲဆန္ဒနယ်တွေမှာပါသူမရဲ့နာမည်ကိုမတွေ့ရတာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကနအူးကျင်ညာတဲ့အမှတ်လောင်းစရင်မှာဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမယ့်ပြီးထောက်စုရွေးကောက်ပွဲကော်မရှင်ရဲ့အပြစ်ဒဏ်ထုတ်ပြန်ချက်မှာပါမလာတော့တာဖြစ်ပါတယ်။ ဒါကင်ကဘာအေဖရာလန်နဲ့ဆရာဆန်လန်းတောက်ရှိ68 residence အရာစီမံကိန်းကိုဒေါ်တက်တက်ခိုင်းနဲ့ဦးအောင်ကျော်ဝင်းတို့ကကမ္ဘောဇာဖန်ထန်ကနေငွေကျပ်ဘီလီယံဒေလာကျော်ချင်းကားခဲ့ကြောင်းတော့ရာနင်းအစောပိုင်းအရာစီမံကိန်းဟာအချင်းမီပီစီချင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းနဲ့ကမ္ဘောဇာဖန်မှာချေးယူထားတဲ့ငွေကျပ်ဘီလီယံဒေလာကျော်ကိုလည်းပြန်နယ်ပေးဆက်နိုင်ခြင်းသိရှိရပါတယ် နိုင်မရေးအတိုင်းဝိုင်းကတုံးသက်ပြောဆိုမှုအရာလွတ်တော်ကိုယ်စားလှယ်လောင်းရေချမ်းတက်မှတ်ချက်မှာလူမွဲအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြေညာခံထားရခြင်းမှာလွတ်မြောက်ခွင့်မရသေးသူဆိုတာပါဝင်ကြောင်းဒေါ်သက်သက်ခိုင်ကိစ္စဟာလူမွဲတော်မကြေညာခံရသေးတော့လေအချွေးပြန်မဆက်နိုင်လို့တရားတော်ပေါင်းထင်နေတဲ့သဘောတော်ရှိကြောင်းဒါကြောင့်ရေချမ်းတက်မှတ်ချက်နဲ့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရကြောင်းသို့တော့အချွေးမဆက်နိုင်တာမို့လို့လူမွဲအဖြစ်ကြေညာခံရတာမျိုးလဲရှိလာနိုင်ကြောင်းတုံးသက်ပြောကြပါတယ် ဒါကြောင့်လွတ်တော်ကိုဆက်လက်လောင်းအဖြစ်မှာပယ်ဖျက်ခြင်းမပယ်ဖျက်ခြင်းကိုလိုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ချင်တုံတရားအပေါ်မှာပဲမူတည်တယ်လို့လည်းနိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ပြောဆိုထားပါတယ်။